အမေရှားသက်သူလားလူသားတွေအနေနဲ့ရှားဖွေမတွေ့ရှိခဲ့ဘူးဆိုလို့ရှိရင်သုံးနေတဲ့ smartphone တွေ TV တွေ laptop တွေကလုံးဝဖျက်လာမှာမဟုတ်ဘူးဆိုအင်အားကြီးတဲ့နိုင်ငံတွေဖြစ်တဲ့ American တရုတ်တို့အနေနဲ့မေရှားသက်သူပိုင်ဆိုင်မှုတွေမှာအရင်ကပြိုင်ဆိုင်လာတယ်လို့မေရှားသက်သူ80ရာခိုင်နှုန်းနီးပါးလောက်ကိုတရုတ်နိုင်ငံကကမ္ဘာပေါ်မှာပိုင်ဆိုင်ထားတာဖြစ်ပြီးတော့တရုတ်ရဲ့မေရှားသက်သူတွေအားလုံးနီးပါးကတရုတ်နိုင်ငံမှာထုတ်တာလုံးဝမဟုတ်ဘူးမြန်မာနိုင်ငံပြီးတော့ထုတ်ယူကြတာကဲမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျဒီဗီဒီယိုမှာတော့ အခုနှစ်ပိုင်းဒီမှာနိုင်ငံတကာရဲ့အာယုံစူးစိုက်မှုတွေအများဆုံးရရှိလာတဲ့မေရှားတရုဆိုတာကဘာလဲအဲ့ဟိုဘလို့ထုတ်လုပ်တာလဲဘမရှိနေတာလဲတန်ကြီးတာဘယ်လောက်ကြီးလဲဘာကြောင့်မို့လို့နိုင်ငံတကာနဲ့အင်အားကြီးနိုင်ငံတွေကအလူရက်ဖြစ်နေရတာလဲနိုင်ငံရေးသုံးသပ်သူတွေအနေနဲ့ကရောဒီမေရှားတရုကတတိယကမ္ဘာစစ်ရဲ့အကြောင်းပြချက်တစ်ခုဖြစ်လာနိုင်တယ်ဆိုပြီးတော့ဘာကြောင့်ပြောဆိုနေတာလဲပြီးတော့အဓိကနေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာရောမေရှားတရုကရှိနေတာဘမလဲ စတဲ့အကြောင်းအရာတွေကိုကျွန်တော်လေ့လာထားမိသမျှပြပြဆုံဆုံနဲ့အခုဗီဒီယိုလေးထဲမှာပြောပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အဲ့တော့အများကြီးပြောမနေတော့ဘဲနဲ့အခုပဲဗီဒီယိုလေးကိုစလိုက်အောင်ပါ။1989ခုနှစ်မှာစွီဒင်နိုင်ငံကခါအာဆယ်အရီနီယန်ဆိုတဲ့လူကအီထရီယာဆိုတဲ့ဓာတ်လုံးတစ်ခုကိုရှာဖွေ တွေ့ရှိခဲ့တယ်လို့ဆိုထားပါတယ်။အဲ့ဒီအီထရီယာတက်ထုကို1994ခုနှစ်မှာဂျိုဟန်ဂါဒလင်ဆိုတဲ့လူကလူရုနဲ့ကဘာတလွားရှိကိုမေရှားတက်ထုအဖြစ်နဲ့တက်ဆင်ပြီးတော့ ပထမအဆုံးအနေနဲ့ထုတ်ပြလာနိုင်ခဲ့ပါတယ်။ဒီကနေ့ပြီးတော့ပဲစတင်ပြီးတော့20ရာစုခေတ်မှာမေရှားတက်ထုရဲဆိုပြီးတော့ပေါ်ပေါက်လာခဲ့တယ်လို့ပဲဆိုရမှာပါဗျ။ဒါနဲ့တစ်ဆက်တည်းမှာပဲနေပညာရေးအနေနဲ့မေရှားတက်ထုပေါ်မှာမှီခိုပြီးတော့တိုးတက်မှုတွေကအများကြီးဖြစ်လာခဲ့ပါတယ်ပေါ့နော်။အဲဒီတော့မေရှားတက်ထုဆိုတာကဘာလဲ။မေရှားတက်ထုကိုအင်္ဂလိပ်လို rare element လို့ခေါ်ပြီးတော့အတူောက်နေနေတော့သူ့ကို real လို့ခေါ်ပါတယ်ဗျအဲ့တော့မေရှားတက်ထုလို့ဘာကြောင့်ခေါ်ဆိုရလဲဆိုလို့ရှိရင် မေရှားတက်ထုကတဘာဝ မိုင်းတွင်းနေတွင်းထွက်ပစ္စည်းတွေကိုရှာဖွေတဲ့နေရာမှာတခြားသော dressing နေတန်နေ element နေနဲ့အတူတွဲတွဲရတာဖြစ်ပေမဲ့လည်းအဲ့ဒီ element နေကနေပြီးတော့မီရှားတက်ထုရဲဆိုပြီးတော့တက်ဆင်ပြီးတော့ခွဲထုတ်ဖို့အဆင့်တွေကအရန်ကိုခတ်ခဲတယ်ဆိုပြီးတော့လည်းသိရတာပါ။ဒါကြောင့်မို့လို့သူ့ကိုမီရှားတက်ထုဆိုပြီးတော့လည်းခေါ်ဆိုကြတာလည်းဖြစ်ပါတယ်။အဲ့တော့မြေရှားတက်ထုကိုမိတ်ဆွေတို့ကထိန်ကောင်းထိန်နေပါလိမ့်မယ်ဒီတိုင်း element dressing တခုတက်တက်ပဲဆိုပြီးတော့ပေါ့နော်ဒါပေမဲ့မဟုတ်ပါဘူးဗျမြေရှားတက်ထုမှာက ခွဲတတ်ထု16မျိုးထိတောင်မှရှိပါတယ်။အဲ့တော့ပညာရှင်တွေအနေနဲ့မြေရှားတတ်ထုကိုလန်ဒန်နိုင်အုပ်စု15မျိုး၊စကန်ဒီယန်2မျိုးဆိုပြီးတော့စုစုပေါင်းအုပ်စု16မျိုးထိတောင်မှခွဲခြားထားတယ်ဆိုပြီးတော့လည်းသိရတာပါ။ဒီ16မျိုးကိုမှပေါ့နော်ဆင်းဆင်းခွဲထုတ်လိုက်ပြီးတဲ့အခြေအနေမှာသူတို့အတုံးဝင်မုံအတုံးဝင်နီးလန်းနေတဲ့အတူအုပ်စုကြီး2မျိုးဆိုပြီးတော့ခေါင်းစဉ်တက်ခွဲထုတ်လိုက်ပါသေးတယ်။ဒါကတော့အရေးကြီးတဲ့အချက်ပေါ့နော် အဲ့တော့မေရှားတက်ထုမှာအုတ်စုကြီးနှမျိုးရှိတယ်ဆိုပြီးတော့မိတ်ဆွေတို့ကမှတ်သားထားလို့ရပါတယ်ဒီအုတ်စုကြီးနှမျိုးဟာဆိုလို့ရှိရင်တော့ library အုတ်စုရယ် heavy read အုတ်စုရယ်ဆိုပြီးတော့တတ်မှတ်ထားတာပါဗျအဲ့တော့ library အုတ်စုဆိုတာက syrian လို့လက်တန်နန်လို့စတဲ့အခုကျွန်တော်ဇာတ်နဲ့ပြထားတဲ့ dressing တွေဖြစ်ပြီးတော့ဒီ library မေရှားတက်ထုတွေကဈေးကွက်ထဲမှာများများဆဆတွေ့နိုင်ပြီးတော့များများဆဆတွေ့နိုင်နေဆိုတာက heavy read အမျိုးအစားတွေတန်းများများဆဆတွေ့နိုင်နေပြီးတော့သူ့ကိုအသုံးပြုတဲ့နေရာတွေကကျွန်တော်တို့ လက်ရှိနေ့စတူအားတုံးနေတဲ့ TV တွေဖုန်းတွေကွန်ပျူတာတွေစတဲ့နေရာတွေမှာ အသုံးပြုတဲ့မြေရှားတတ်ထုကို library အမျိုးအစားဆိုပြီးတော့ခေါ်ဆိုကြတာပါဗျ။အဲ့တော့ heavy read အမျိုးအစားကဘာတွေလဲပေါ့နော်။ heavy read အမျိုးအစားမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့အာကာသယာဉ်ပြန်တွေမှာတုံးနေအရန်ကိုတံမိုးမြင့်နဲ့တရက်စစ်ကထုတ်လုပ်မှုတွေပြီးတော့ အဲကျွန်တော်တို့စည်ရင်းနီးပညာတွေမှာ အသုံးပြုတဲ့ library ထက်ကိုဈေးကြီးပြီးတော့တန်ဖိုးမြင့်တဲ့မြေရှားတက်ထုကို heavy read အမျိုးအစားဆိုပြီးတော့လဲတတ်မှတ်ထားကြတာပါဗျ။အဲ့တော့ heavy read မျိုးအစားတွေကတော့ဒီမှာကျွန်တော်ပြထားပါတယ်ပေါ့နော်။ ဒီမှာအရေးကြီးဆုံးတစ်ချက်အနေနဲ့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲမြေရှားတတ်ထွန်းဆိုတာကတူးဖို့ပြီးတော့ရှာဖွေကြတဲ့အချိန်မှာမြေရှားဆိုပြီးတော့တက်တက်ကြီးထွက်လာတာမဟုတ်ဘဲနဲ့အားလုံးကပေါင်းဆက်နေတာလည်းဖြစ်ပါတယ်။အဲ့တော့ library နဲ့ heavy reed ကလည်းကျွန်တော်တို့ရှာဖွေထုတ်လုပ်မှုမှာပေါင်းဆက်ပြီးတော့ထွက်လာတာဖြစ်ပြီးတော့ library heavy reed ဆိုပြီးတော့ခွဲခြားပြီးတော့တန့်စင်ကရွေးထုတ်ဖို့အတွက်အကြမ်းကိုခတ်ခဲတဲ့အဆင့်တွေကိုကြော်ဖြတ်ရတယ်ဆိုပြီးတော့လည်းမိတ်ဆွေတို့အနေနဲ့တည်ထားရမှာလည်းဖြစ်ပါတယ်ဗျ။အဲ့တော့မြေရှားတတ်ထုကိုတူးဖို့ရင် တက်ဆင်ခြင်းစက်မှုလုပ်ငန်းတွေအတွက်အသုံးပြုခြင်းဆိုပြီးတော့လဲအဆင့်30ဆင့်နဲ့ဤပညာရှင်တွေကခုချိန်မှာလှုပ်ဆောင်လျက်ရှိနေတယ်ပေါ့နော်။ကဲအဲ့ဒီတော့ကျွန်တော်တို့အဓိကအကျဆုံးချက်တစ်ခုဖြစ်တဲ့မြေရှားတတုတွေကကဘာရဲ့ဘယ်နေရာတွေမှာတည်ရှိနေကြတယ်လဲပေါ့ဗျာ။မီရှာတတုတွေကိုတဘာဝမိုင်းတွင်းတွေကနေပြီးတော့အဓိကထုတ်လုပ်ကြပါတယ်။အဲဒီတော့ကဘာပေါ်ကမီရှာတတုတွေထုတ်လုပ်နေတဲ့အဓိကနေရာတွေဟာဆိုလို့ရှိရင် ကဘာပေါ်မှာအာမြေရှားတထု80ရာခိုင်နှုန်းအထိအများဆုံးပေါ့နော်တင်ဖို့ရောင်းချတာကိုထွက်ရှိတဲ့ဒေတာဟာဆိုလို့ရှိရင်တော့တရုတ်နိုင်ငံဆိုပြီးတော့လည်းသိရပါတယ်ဗျနောက်ထပ်ဒုတိယအနေနဲ့လိုက်နေတာကတော့ကျွန်တော်တို့အမေရိကန်ကနေဒါစတဲ့ဥရောပနိုင်ငံတွေဖြစ်တယ်ဆိုပြီးတော့သိရတယ်လို့အိန္ဒိယဘရာဇီးတို့ကလည်း မေရှားတတုထွက်တဲ့နေရာတွေမှာပါဝင်နေပါတယ်ဗျ။အဲ့တော့ဒီနှစ်ပိုင်းတွေမှာဆိုလို့ရှိရင်မေရှားတတုဆိုတဲ့အရာကကမ္ဘာအရေးမှာအတော်လေးကိုရေးပါတဲ့ခန်းကဏ္ဍတစ်ခုအနေနဲ့ထည့်သွင်းဖော်ပြလာကြတာဖြစ်ပြီးတော့ကျွန်တော်တို့နိုင်ငံတိုင်းရဲ့ပြည်သူတွေအနေနဲ့လည်းမေရှားတတုဆိုတာကိုတိမိခောက်မိဆိုလို့ရှိလာကြတယ်ပေါ့နော်။အတိအကအနေနဲ့ကတော့အင်အားကြီးတဲ့နိုင်ငံတွေဖြစ်တဲ့အမေရိကန်တို့တရုတ်တို့အနေနဲ့မေရှားတတုပိုင်ဆိုင်မှုတွေမှာအရင်ကပြိုင်ဆိုင်လာတယ်လို့ပဲပြောရမှာ။ အဓိကအနေနဲ့သူတို့ပြိုင်ဆိုင်ရတဲ့အကြောင်းရင်းဟာဆိုလို့ရှိရင်လေကျွန်တော်ရှေ့မှာပြောခဲ့သလိုမီရှာတတ်ထုအနေနဲ့အရန်ကိုထုတ်ယူဖို့အတွက်ခက်ခဲပြီးတော့ရှားပါတယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့မီရှာတတ်ထုပိုင်ဆိုင်တဲ့နိုင်ငံကနီးပညာနဲ့ခင်မီတိုးထက်တဲ့ကိစ္စရက်တွေကိုအကောင်းဆုံးလှုပ်ဆောင်နိုင်မှာလည်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့သူတို့တွေအနေနဲ့အနာဂတ်မှာဆိုလို့ရှိရင်ဤပညာအားတရတဲ့နိုင်ငံကကမ္ဘာအင်အားကြီးနိုင်ငံတွေဖြစ်လာနိုင်တာကြောင့်မို့လို့လည်းဖြစ်ပါတယ်။ အဲ့တော့အခုလက်ရှိမှာဆိုလို့ရှိရင်အမေရိကန်တွေနဲ့တရုတ်နိုင်ငံကမြေရှားတပ်ထုအများဆုံးဖြစ်နေတဲ့အတွက်ကြောင့်မလို့တရုတ်နိုင်ငံဘက်ကဖိအားပေးနေတာတွေလည်းရှိတယ်ဆိုပြီးတော့သိရတာပါအဲ့တော့ကျွန်တော်ရှင်းမှာပြောခဲ့တဲ့အတိုင်းပဲတရုတ်နိုင်ငံကကမ္ဘာပေါ်မှာမြေရှားတပ်ထု80ရာခိုင်နှုန်းနီးပါးလောက်ကိုပိုင်ဆိုင်ထားတာဖြစ်ပြီးတော့ Magnetic Ray Arm ဆိုတဲ့တန်လိုက်မြေရှားတပ်ထုဆိုလို့ရှိရင်တရုတ်နိုင်ငံမှာ85ရာခိုင်နှုန်းလောက်ရှိကိုရှိပြီးတော့တင်ဖို့ရောင်းချမှုတွေလည်းရှိနေတာပါဗျ။အဲ့တော့တရုတ်နိုင်ငံမှာကမြေရှားတပ်ထုတွေအဲ့လောက်ထွက်နေတာလား ူကဘယ်နိုင်ငံတွေကတင်ပို့ရောင်းချနေတာလဲဆိုတာကိုလည်းကျွန်တော်တို့အဓိကအနေနဲ့ကြည့်အောင်ပါဒီမှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပါဝင်ပတ်သက်မှုအခမ်းအနားကလည်းရှိလို့နေပါတယ်ပေါ့နော်အဲ့တော့တရုတ်မှာကအဓိကအနေနဲ့အင်တာမွန်ဂိုလီးယားတရုတ်မြောက်ပိုင်းမှာမြေရှားတပ်ထုအများဆုံးထွက်တာပါဒီတရုတ်မြောက်ပိုင်းမြေရှားတပ်ထုထွက်တဲ့မိုင်းတွင်းတွေမှာဆိုလို့ရှိရင်တော့ကျွန်တော်ရှိမှပြောခဲ့တဲ့ library လို့ခေါ်တဲ့စမတ်ဖုန်းတွေကွန်ပျူတာတွေတက်အများဆုံးသုံးပြုတဲ့မြေရှားတပ်ထုတွေထွက်တာဖြစ်ပြီးတော့ဒီဒေသမှာဆိုလို့ရှိရင်တော့ကမ္ဘာအကြီးဆုံး တထုမိုင်းတွင်ဖြစ်တဲ့ဘိုင်ယန်အိုဘိုကလည်းတရှိလို့နေပါတယ်ပေါ့နော်နောက်ထပ်ဒေတာကတော့တရုတ်တောင်ပိုင်းဒေတာဖြစ်တဲ့ကြန့်ရှိဒေတာပါဒီကြန့်ရှိဒေတာမှာဆိုလို့ရှိရင်တော့ heavy read တွေအများဆုံးထွက်ပါတယ် heavy read ဆိုတာကလည်းကျွန်တော်ရှေ့မှာပြောခဲ့ပြီးသားဖြစ်တဲ့စစ်လက်နက်နီးပညာတွေနဲ့အာကာသနီးပညာတွေမှာအဓိကအသုံးပြုတဲ့မေရှားတထုတွေလည်းဖြစ်ပါတယ်နောက်ဒေတာကတော့စီရွှံဒေတာဖြစ်ပြီးတော့ဒီမှာကတော့ live read တွေကို heavy read တွေကိုထွက်တယ်ဆိုပြီးတော့လည်းသိရတာပါဗျာ အဲ့တော့အားလုံးသိကျင်နေရတဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာကောဒီမြေရှားတတ်ထုဆိုတာကရှိသလားဘယ်နေရာတွေမှာထွက်လဲပေါ့နော်တရုတ်နိုင်ငံရဲ့မြေရှားတတ်ထုကဏ္ဍမှာကမြန်မာနိုင်ငံအနေနဲ့အကြီးမားဆုံးပါဝင်နေတယ်ဆိုပြီးတော့လေစစ်တမ်းတွေရဖော်ပြမှုတွေရှိတယ်ပေါ့နော် ဲ့တော့တနည်းအားဖြင့်ပြောဆိုရမယ်ဆိုလို့ရှိရင်တော့တရုတ်ရဲ့မြေရှားတပ်ထုတွေအားလုံးဒီဘက်ကတရုတ်နိုင်ငံမှာထုတ်တာလုံးဝမဟုတ်ဘူးကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒေတာအချို့ကနေပြီးတော့မြေရှားတပ်ထုတွေကိုကုန်ကျန်းအဆင့်အနေနဲ့တူးဖော်ပြီးတော့တရုတ်တွေကထုတ်ယူကြတာဆိုပြီးတော့လေနိုင်ငံတကာရဲ့သတင်းရုံးဝန်တွေမှာပါပေါ်ပြထားမှုတွေပါရှိပါတယ်ပေါ့နော်အဲ့တော့ဘယ်ဒေတာတွေမှာထုတ်တာလဲဆိုတာကြည့်လိုက်ရအောင်ပါ အဓိကအနေနဲ့ကတော့မြန်မာနိုင်ငံမှာဘလို့မြေရှားသတ္တုထွက်တာလဲဆိုလို့ရှိရင်မြေရှားသတ္တုအခန်းကဏ္ဍမှာအရေးပါဆုံးဖြစ်တဲ့ heavy read ထွက်တယ်ဆိုပြီးတော့လည်းသိရတာပါအဲ့တော့တရုတ်နိုင်ငံကသတ္တုတွင်တူးတဲ့လုပ်ငန်းရှင်တွေအနေနဲ့မြန်မာနိုင်ငံကိုလာရောက်ပြီးတော့မြန်မာနိုင်ငံရဲ့ ချင်းပြည်နယ်ရှမ်းပြည်နယ်စတဲ့နယ်စပ်ဒေသတွေမှာအာမေရှားသတ္ထုတူးဖော်ခြင်းလုပ်ငန်းတွေကိုတွတွကြကြလောက်ကင်နေတယ်ဆိုပြီးတော့လည်းသိရတယ်ချင်းပြည်နယ်ရဲ့မိုးကောင်းတို့ဖောက်ကန်တို့စတဲ့ဒေသတွေမှာဆိုလို့ရှိရင် heavy rain ဆိုတဲ့မေရှားသတ္ထုအမျိုးအစားတွေကိုအ धिक အနေနဲ့ကုန်ကျန်းညီနဲ့တရုတ်တွေကထုတ်ကြတယ်ပြီးတော့ဒီကုန်ကျန်းမေရှားသတ္ထုတွေမတန့်စင်ရသေးဘူးခွဲမထုတ်ရသေးဘူးပေါ့နော်ဒီမေရှားသတ္ထုတွေကိုတရုတ်နိုင်ငံကိုတင်ပို့တယ်သူတို့နိုင်ငံကိုရောက်ရှိသွားတဲ့ကျွန်တော်တို့မြန်မာနိုင်ငံကမေရှားသတ္ထုတွေကိုတေချာတန့်စင်ပြီးတော့တက်ခွဲကန်းနေ နဲ့အဆင့်ဆင့်ခွဲထုတ်စီစစ်ပြီးသွားတဲ့အချိန်မှာတင်ပို့ကုန်တွေအနေနဲ့အဓိကရောင်းချကြတာဆိုပြီးတော့လည်းသိရတာပါဗျ။ရှပ်ပြည်နယ်မှာဆိုလို့ရှိရင်လည်း heavy re အပြင်ကို light re ဆိုတဲ့မေရှားတတ်ထုနှမျိုးစလုံးကိုတူးဖျော်ရရှိတယ်ဆိုပြီးတော့စစ်တမ်းတွေကတည်ရတယ်ပေါ့နော်။ကမ္ဘာစစ်တမ်းတွေရဆိုလို့ရှိရင်တော့မြန်မာနိုင်ငံကထွက်ရှိတဲ့မေရှားတတ်ထုကိုတရုတ်နိုင်ငံကိုတင်ပို့မှုက2023ခုနှစ်မှာတရားရဂိုင်းနှုန်းထိကို ိုးလာခဲ့တယ်ဆိုပြီးတော့လည်းသိရတယ်လို့တရုတ်နိုင်ငံအနေနဲ့မြေရှားတပ်ထုအရင်းမြစ်တွေကိုမြန်မာနိုင်ငံကနေပြီးတော့အဓိကရရှိနေတယ်ဆိုပြီးတော့ပါသိရတာပါဗျ။အဲတော့တရုတ်နိုင်ငံရဲ့မြေရှားတပ်ထုအခန့်ကဏ္ဍမှာမြန်မာနိုင်ငံကအဓိကအချက်အနေနဲ့ပါဝင်နေတယ်ဆိုတာကိုလည်းမိတ်ဆွေတို့အနေနဲ့သိထားရမှာလည်းဖြစ်ပါတယ်။အဲတော့မြေရှားတပ်ထုကိုဘယ်လိုတွေရှာဖွေကြရလဲဆိုတဲ့ခေါင်းစဉ်အောက်မှာဆိုလို့ရှိရင်တော့မြေရှားတပ်ထုကတဘာဝတွင်းထွက်ပစ္စည်းတွေနဲ့အတူရောနှောပြီးတော့တွေ့ရတတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ေရှားတပ်တွေကိုရှာဖွေတွေးရှိဖို့ဆိုတာကတခြားတွင်းထွက်ပစ္စည်းကိုရှာဖွေတွေးရှိလိုက်တာနဲ့တူတူပဲဖြစ်တယ်လို့ဒီတွင်းထွက်ပစ္စည်းတွေကနေမှတဆင့်တန့်စင်ပြီးတော့ခွဲထုတ်လိုက်တဲ့မေရှားတပ်တွေရဖို့ဆိုတဲ့ process အဆင့်ကပိုပြီးတော့ကိုအရေးကြီးတာပါဒါကြောင့်မို့လို့လေမေရှားတပ်တွေလို့ခေါ်တယ်လို့ကျွန်တော်ရှေ့မှာပြောခဲ့တာပေါ့နော်အဲ့တော့မေရှားတပ်တွေကိုဘာရောက်ရှိလဲလို့မေးရင်တော့ ခဲအောင်ရှိတယ်လို့ပဲပြောရမှာပါဗျ။အဲ့တော့မြေရှားတထုတွေကိုမိုင်းတွင်းတွေကနေပြီးတော့တခြားထွက်စင်နေနဲ့ပေါင်းပြီးတော့ရရှိလာပြီဆိုလို့ရှိရင်ဘလို့ထုတ်လို့လဲဆိုတဲ့အပိုင်းမှာ၃မြို့ခွဲခြားထားပါတယ်။ ဒီမှာတော့တတ်ထုချက်ဖို့တန့်စင်ဖို့စက်မှုလုပ်ငန်းတွေမှာအသုံးပြုဖို့အတွက်ဆိုပြီးတော့ရှိတယ်ပေါ့နော်တတ်ထုချက်ဖို့အတွက်ကိုတော့ကျွန်တော်တို့ကမီးပြင်းပြင်းနဲ့အည်ဖြော်လိုက်တဲ့အခြေအနေမှာခွဲထုတ်တန့်စင်ကြတာဖြစ်ပြီးတော့ကျွန်တော်တို့ဒီကနေတဆင့်တန့်စင်ဖို့အတွက်ကိုတော့ဓာတ်ရုပ်ဆေးဝါးတွေတော်တော်များများကိုအသုံးပြုပြီးတော့ပေါ့နော်သူတို့ဆေးကြောတန့်စင်ရတယ်ဆိုပြီးတော့လည်းသိရပါတယ်ဒီကနေတဆင့်အစိတ်တောက်ဖြစ်စေနိုင်တဲ့အရာတွေထွက်ရှိရဲဆိုပြီးတော့လည်းဖော်ပြမှုတွေကရှိသေးတယ်ပေါ့နော်ဒီကနေပြီးတော့မှ ဖိုင်နယ်ဆင်းဖြစ်တဲ့စက်မှုလုပ်ငန်းတွေကျွန်တော်တို့ဖုန်းတို့ကွန်ပျူတာတို့စတဲ့နေရာတိတိတွေမှာထည့်သွင်းအသုံးပြုဖို့အတွက်အရေးပါပြီးတော့တန်ဖိုးကြီးတဲ့မြေရှားသတ္တုတွေကိုရရှိဖို့အတွက်ကြွေတဲ့တခြားသတ္တု dressing တွေနဲ့အတူပေါင်းဆက်ရသေးတယ်ဆိုပြီးတော့လည်းသိရတာပါဗျ။အဲ့တော့မြေရှားသတ္တုတွေကိုဘယ်နေရာမှာအဓိကအသုံးပြုသလဲပေါ့နော်။ကျွန်တော်တို့အာရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင်ဒီပညာတိုးတက်မှုတွေဖြစ်လာခဲ့တဲ့ကျွန်တော်တို့လောင်းလောင်းအောက်ကမြေရှားသတ္တုကိုရှာဖွေတွေ့ရှိမှုကနေစခဲ့တယ်လို့ပဲပြောရမှာ။ ဲ့တော့မြေရှားသတ္တုလာကျွန်တော်တို့လူသားတွေအနေနဲ့ရှားဖွေမတွေ့ရှိခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့အခုကင်နေကြတဲ့နေစဉ်သုံးနေတဲ့ smartphone တွေ TV တွေ laptop တွေကလုံးဝဖျက်လာမှာမဟုတ်ဘူးဆိုပြီးတော့လေသိရတာပါဗျအဲ့တော့ဒီအရာတွေမှာအတိအကအရေးကြီးနေတာကမြေရှားသတ္တုပေါ့နော်အဲ့တော့ကျွန်တော်နေတို့လူကသုံးပြနေတဲ့ smartphone ပြီးတော့ TV laptop အစားတဲ့အရာတွေမှာမြေရှားသတ္တုတွေကမဖာမဖြစ်ပစ္စည်းတစ်ခုလိုလဲပြောလို့ရပါတယ် ပြီးတော့ပို့ပြီးတော့ကြီးကျယ်ခံထားတဲ့နေရာတွေဖြစ်တဲ့နိုင်ငံတကာနိုင်ငံရဲ့စက်မှုနီးပညာအစိပ်ပိုင်းတွေမှာမေရှားတတ်ထုကလည်းအရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုဖြစ်သလိုအာကာသနီးပညာတွေမှာလည်းမေရှားတတ်ထုကိုအလိုအပ်ဆုံးဆိုပြီးတော့လည်းသိရပါတယ်အဲ့တော့ရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင်တော့မေရှားတတ်ထုတာမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့လူမှုဘဝနေထိုင်မှုမှာဘာနီးပညာဘာတိုးတက်မှုမှရှိလာတော့မှာမဟုတ်ဘူးဆိုပြီးတော့လဲမိတ်ဆွေတို့အနေနဲ့မှတ်ထားရမှာပါဗျာ ဲ့တော့ရိုးရှင်းသောမေကွန်းနဲ့အာလူတိုင်းသိချင်နေကြတဲ့မေကွန်းဟာဆိုလို့ရှိရင်တော့မြေရှားတတုကဈေးကြီးလားဘလောက်တောင်ဈေးကြီးလဲပေါ့နော်အဓိကအနေနဲ့ကတော့မြေရှားတတုကကျွန်တော်ရှေ့မှာအစင်းစင်ပြောသွားသလိုပဲတက်စင်ဖို့အတွက်အရန်ခတ်ပါတယ်ပြီးတော့ရရှိဖို့အတွက်ကို laboratory တွေမှာတိတိချာချာကိုစီစစ်ပြီးတော့လောက်ရတာဖြစ်တဲ့အတွက်သူရဲ့တံပိုးကလည်းအရန်ကိုကြေးမြင့်ပါတယ်ပေါ့နော် library က heavy read ထက်ကိုဈေးသက်သာတယ်ဆိုပေမဲ့လည်းသူ့အစင်းစင်လိုက် ကဘာပေါ်မှာတန်ဖိုးအမြင့်ဆုံးတတ်ထုအမျိုးအစားဖြစ်တယ်ဆိုပြီးတော့လည်းသိရတာပါအဲ့တော့မြေရှားတတ်ထုရဲ့ဈေးဝက်ကိုတော့အဓိကအနေနဲ့ပိုင်ဆိုင်မှုအများဆုံးဖြစ်တဲ့တရုတ်အနေနဲ့ချုပ်ကင်ထားတယ်ဆိုပြီးတော့လည်းသိရတာပါဗျတရုတ်ကမြေရှားတတ်ထုပိုင်ဆိုင်မှုအများဆုံးဈေးဝက်ကိုလည်းအခုအချိန်မှာချုပ်ကင်နိုင်ဆုံးဖြစ်တဲ့အတွက်ကြောင့်မို့လို့အမေရိကန်စတဲ့နိုင်ငံကြီးတွေအင်အားကြီးနိုင်ငံတွေကတရုတ်နိုင်ငံရဲ့မြေရှားရရှိနေမှုအခြေအနေတွေတင်ပို့ရောင်းဝယ်မှုတွေကိုရှော့ချနိုင်ကြလောက်ရှော့ချဖို့အတွက်ကိုကြံစီနေကြတာလည်းဖြစ်ပါတယ်ပေါ့နော် ဲ့တော့ကဘာရေးမှာကအခုအချိန်နေမှာနိုင်ငံတိုင်းလူလူကနည်းပညာတိုးတက်မှုတွေကိုလိုက်စားနေကြတယ်ပြီးတော့ EV ကားတွေကျွန်တော်တို့အခု Elon Musk ဆိုလို့ရှိရင်လဲအဲ robot နည်းပညာတွေအာကာသအဆင့်မြင့်တင်မှုတွေအတွက်ကိုအဓိကလိုအပ်ချက်ကမေရှားသတ္တုဖြစ်လာပါတယ်ပေါ့နော်အဲ့တော့မေရှားသတ္တုပို့ပြီးတော့များများရရှိတဲ့နိုင်ငံမေရှားသတ္တုကိုပိုင်ဆိုင်မှုများနေတဲ့နိုင်ငံတွေဟာဆိုလို့ရှိရင်တော့အင်အားကြီးနိုင်ငံတွေဖြစ်လာမယ်ဆိုတာကိုလည်းမိတ်ဆွေတို့သတိပြုစေချင်ပါတယ်ဗျ အဲ့တော့နောက်ဆုံးအနှစ်ချုပ်အနေနဲ့ကောင်းကျိုးဆိုးကျိုးတွေဟာဆိုလို့ရှိရင်တော့ကောင်းကျိုးတွေမှာဆိုလို့ရှိရင်တော့ဤပညာတိုးတက်မှုတွေနဲ့ပြီးတော့စီရေးပညာတွေအာလူမှုဘဝရဲ့အဆင့်မြင့်တင်မှုတွေအတွက်မေရှားတတ်ထုအနေနဲ့များစွာသောအကျိုးတွေကိုပေးနိုင်ပါတယ်။ဒါပေမဲ့လည်းကောင်းကျိုးရဲ့တစ်ဖက်ဆိုးကျိုးမှာဆိုလို့ရှိရင်တော့မေရှားတတ်ထုကိုတန့်စင်ပြီးတော့ခွဲထုတ်ရတဲ့အခြေအနေကဓာတုပေဒဤပညာတွေကိုအများကြီးသုံးပြရတယ်။ဒါတွေကနေပဲသဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုတွေအများကြီးရှိလာနိုင်တယ်ဆိုပြီးတော့လည်းသိရတာပါဗျ။အဲ့တော့မေရှားတတ်ထုက ကျွန်တော်တို့နှီးပညာခေကြီးမှာမရှိမဖြစ်လိုအပ်နေတဲ့အရာတစ်ခုဖြစ်ပြီးတော့အခုကမ္ဘာနိုင်ငံရေးတွေနဲ့အများကြီးတက်ဆိုင်နေမယ်ဆိုတာကိုလည်းပြောပြတဲ့လောက်တော့သိပြီလို့ထင်ပါတယ်။အဲဒါမိတ်ဆွေတို့ရဲ့ထင်မြင်ချက်တွေကိုလည်းဒီဗီဒီယိုလေး comment လေးမှာရေးပေးသွားပါအောင်ခင်ဗျ။ဒီကြောင်းတွေကတော့ကျွန်တော်လေးလာထားတဲ့လောက်ကိုမိတ်ဆွေတို့အတွက်ပြန်လည်ပြီးတော့မျှဝေတင်ဆက်ပေးတာဖြစ်တဲ့အတွက်မပြေစုံမှုတွေနဲ့လိုအပ်ချက်တွေရှိသွားရင်လည်းခွင့်လွှတ်ပေးဖို့အတွက်တောင်းဆိုပါရစေခင်ဗျ။မိတ်ဆွေတို့အတွက်ကျွန်တော်ဆက်အောင်ပဲဖြစ်ပါတယ်။နောက်ထပ်ဗီဒီယိုမှာလည်းအခုလိုမျိုးပူးစုတိုက်ရတဲ့အကြောင်းတွေနဲ့ပြန်လည်ဆောင်ကြွေးကြအောင်ပါဗျ။